မိမကူမှာမှဲ့ရှိတဲ့အမျိုးသမီးတွေကဘာတွေကျွမ်းလဲပေါ့နော်အဲ့တော့မိမကူမှာမှဲ့ရှိတဲ့အမျိုးသမီးတွေကလိင်မှုကိစ္စမှာအရန်ကျွမ်းကျင်တယ်အဲအားလုံးပဲမင်္ဂလာပါနော်တငယ်ချင်းတို့ရေဒီနေ့ကတော့20ရာစုနောက်ပိုင်းမိန်ကလေးတွေရဲ့ပါဇက်ပြားထွက်လာတဲ့လိမ်မှုကိစ္စအကြောင်းပေါ့ဗျာယောက်ျားလေးတွေပိုတော်ကျွမ်းကျင်နေသေးတယ်ပေါ့နော်ကဲဒီဗီဒီယိုကျွန်တော်လည်းအတူတူကြည့်လိုက်ရအောင်ဗျာ မိမကူမှာမှဲ့ရှိတဲ့အမျိုးသမီးတွေကဘာတွေကျွမ်းလဲပေါ့နော်အဲ့တော့မိမကူမှာမှဲ့ရှိတဲ့အမျိုးသမီးတွေကလိင်မှုကိစ္စမှာအရန်ကျွမ်းကျင်တယ်သူတို့ကိုယ်တိုင်ကစပြီးတော့လည်းပဲလိင်မှုကိစ္စောက်လည်းအရန်ကိုအဲဘယ်လိုခေါ်မလဲဆိုရင်အားတန်တယ်ပေါ့နော်အဲပြောမှဆိုရင်ရမက်ကြီးရဲ့မိခလိတရားပေါ့ပြီးသွားပြီဆိုလို့ရှိရင်ဒီ မိကလေးနဲ့သူတို့နေပြီးသွားပြီဆိုလို့ရှိရင်အဲ့ယောက်ျားလေးကအယမ်းကိုဆွဲလိုက်တယ်။ဘာကြောင့်ဖြစ်ရင်ဒီမိကလေးကအဲ့လိုလိမ်မှုကိစ္စမှာဆိုလို့ရှိရင်အယမ်းလေးတစ်ဖက်ကကျွမ်းစင်လို့ပေါ့နော်။အဲဒါကြောင့်မို့လို့ယောက်ျားလေးကပြီးဆွဲလမ်းပါတယ်။ပြီးသွားရင်ပတ်သက်ပြီးသွားရင်ဆိုလို့ရှိရင်လည်းပဲပြန်ကိုဖြတ်မရအောင်ဖြတ်တတ်ပါတယ်ပေါ့နော်။အဲ့တော့မိကလေးတယောက်ကနော်မိမကူမှာမှဲ့တစ်လုံးပါရယ်ဆိုရင်တော့ဒီမိကလေးကိုရသွားတဲ့ယောက်ျားလေးကတော့လုံးဝလုံးဝနော်လက်လုံးခံမှာမဟုတ်ဘူးရှင်။အဲ့တော့ကိုကမှဲ့လည်းမရှိဘူး။ကိုယောက်ျားလေးကိုပို့ပြီးလည်းတန်းတန်းဆွဲချက်ခံနေတယ်ဆိုရင်တော့တခုပဲရှိတယ်။မိမကူလေးကိုတန်ရှင်းအောင်ထားပါမှု ြအောင်ထားပါစစ်တဲ့နေအောင်ထားတာဆိုတော့ရားတွေကမှဲ့မရှိတဲ့ကိုပို့ပြီးချစ်စီပါတယ်အဲ့တော့ကဲကောင်းကြီးတို့ရေသူပြောတယ်လို့ဟုတ်လားမဟုတ်လားဆိုတာတော့ကိုယ်ကိုယ်တိုင်လည်းမကြုံတွေ့ဘူးတော့မသိဘူးပေါ့နော်ခေါင်းကြီးတို့ရောကြုံတွေ့ဘူးလားဆိုတာကိုကိုမဲအောင်မှာတစ်ချက်လာရေးပေးပါကြပါအောင်ဗျာနော်ကြည့်ယူအားပေးတဲ့တူတူတယောက်ချင်းစီတိုင်းကိုအားလုံးကိုကျေးဇူးတင်ပါတယ်